ဂျပန်နိုင်ငံဝန်ကြီးချုပ်ဆာကီတက်ကာအီချီကထိုင်ဝမ်နဲ့ပတ်သက်၍မကြသေးမီကမှတ်ချက်ပေးခဲ့ခြင်းကြောင့်တရုတ်စိုးရဟာ၎င်းရဲ့နိုင်ငံသားများအားဂျပန်နိုင်ငံသို့တွားရောက်ရှင်းမှချောင်းချင်ရန်တောက်ကြံနေကအကြံပြုချက်ထုတ်ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံသားများကိုဂျပန်သို့တွားရောက်ရှင်းအားတားမြစ်ခြင်းမဟုတ်တော့လဲရင်းသတိပေးချက်ဟာဝန်ကြီးချုပ်တက်ကာအီချီရဲ့မှတ်ချက်များအပေါ်တရုတ်ရဲ့အပြင်းထန်ဆုံးကပ်ကွက်မှုအဖြစ်မှတ်ယူနိုင်ပါတယ်။ဟောင်ကောင်လုံခြုံရေးဘူရိုကလည်းစနေနေ့မှာ ၎င်းရဲ့နေထိုင်သူများအတွက်လားတူတတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။တရုတ်လေကြောင်းလိုင်းခုနှစ်ခုကလည်းဂျပန်တို့ပြန်တန်းရန်စီစဉ်ထားသောခီးဤတယ်များအတွက်လက်မှတ်စည်းပြန်အန်ဂျင်တို့မဟုတ်ယခုနှစ်ကုန်အထိလမ်းကြောင်းပြောင်းလဲခွင့်ပြုမည်ဟုကြေညာထားပါတယ်။ဝန်ကြီးချုပ်တက္ကအီချီဟာလွန်ခဲ့တဲ့သတင်းပတ်ကလွတ်တော်အမတ်များကိုပြောကြားရမှာတရုတ်ပြည်မှကြီးနဲ့ထိုင်ဝမ်ကိုပိုင်းခြားထားတဲ့ထိုင်ဝမ်ရေလက်ကြားအတွင်ပြိပခါတစ်ခုဖြစ်ပွားပါကဂျပန်အနေဖြင့်စီရေးအရာဝင်ရောက်ဆွတ်ခွဲရန် ၎င်း၏တက်မရော့ကိုအသုံးပြုနိုင်ကြောင်းပြောဆိုခဲ့ပါတယ်။တရုတ်ကထိုင်ဝမ်ကိုစီရိယရေးယူပါကဂျပန်၏မိမိကိုယ်ကိုကာကွယ်ရေးအခြေအနေကိုဖြစ်ပေါ်စေနိုင်ပြီးဂျပန်၏စီရိတုံ့ပြန်မှုကိုဖြစ်ပေါ်စေနိုင်ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။တရုတ်အရာရှိများကဝန်ကြီးချုပ်အား၎င်းရဲ့မှတ်ချက်များကိုရုတ်သိမ်းရန်တောင်းဆိုခဲ့ပါတယ်။တရုတ်အရာရှိတဦးကဒါကာအီရှိကို ဆုံးမဟုရည်ညွှန်းခဲ့ပြီးနောက်တဦးကတရုတ်ကိစ္စများတွင်ဝင်ရောက်ဆက်ပတ်သည့်မြစ်ပတ်သောလုပ်ရဟုပြောဆိုခဲ့ပါတယ်။ ဝင်ကြီးချုပ်တက္ကအီရှိကမူ၎င်းရဲ့မှတ်ချက်များကိုရုပ်သိမ်းရန်ယခုချိန်အထိညှင်းဆိုထားပါတယ်။ဂျပန်ဝင်ကြီးချုပ်ရဲ့မှတ်ချက်များပေါ်ဝင်ကြီးချုပ်ဟောင်းကလည်းဝေဖန်ထားပြီး၎င်းရဲ့မှတ်ချက်များဟာထိုင်ဝမ်အရေးပေါ်အခြေအနေသည်ဂျပန်အရေးပေါ်အခြေအနေဖြစ်သည်ဟုအခိုင်အမာပြောဆိုခြင်းနှင့်အလွန်နှီးဆက်သည်ဟုပြောကြားခဲ့ပါတယ်။ရုပ်နိုင်ငံသည်ထိုင်ဝမ်ကို၎င်းရဲ့နယ်မြေဖြစ်သတ်မှတ်ထားပြီးလိုအပ်ပါကစစ်အင်အားကိုအသုံးပြု၍တိမ့်ပိုက်နိုင်သည်ဟုအရေးမှုပြောဆိုထားသောကြောင့် ဝင်ကြီးချုပ်တက္ကအီချီရဲ့အဖက်ချက်များဒေတာတွင်တင်မာမှုကိုပုံမမြင့်တက်စေပါတယ် Burma Independent Voice